ပင်နာမှာရှိတဲ့ဒီပင်လယ်စာဆိုင်တစ်ခုကိုသွားมาဖြစ်ပါတယ်ဒီကဒီကတော့ဒီဒူဘိုင်းရဲ့ဒူမဲရာဝမ်ဘတ်ကပေါ့နော်ပင်လယ်နာကဒီစမ်းချင်နေတာဖြစ်ပါတယ်အဲ့ဒီမှာဟိုဒီမှာပင်လယ်ရေလုံသားတွေရှိတယ်ပေါ့နော်အဲ့ဒီမှာသောသောဆိုင်တစ်ခုကပင်လယ်စာကအရင်ဆက်ကောင်းတယ် ဒါကြောင့်မလို့မကြမကြလာစားဖြစ်တယ်ပေါ့နော်အဲ့ဒါကိုအခုအဲ့ဒီဆိုင်လေးကို comment ပေးချင်တယ်အဲ့ဆိုင်လေးကို like ပြပေးမယ်နော်အရင်လာရယ်နော်စင်မောရည်အများကြီးဆိုင်နာမည်ပါဒါက sea view လို့ခေါ်တယ်ပေါ့နော် sea view restaurant ပေါ့နော်အဲ့ဒါဒီဆိုင်နာမည်အဲ့ဒီမှာဒီဘက်မှာ speed boat ကြီးရောအများကြီးပဲအရင်လာရယ် ဒီဆိုင်မှာအခုတွားပြီးတော့ပင်လယ်စာမှာစားမယ်ပေါ့နော်ကြီးကြီးပါမှာပေါ့နော်ဒါဆိုင်ရဲ့အခင်းချင်းပါဒါကတော့ဒီမှာပေါ့နော်ဟိုပါလှုပ်လို့ရတယ်မှာလို့ရတယ်ပေါ့နော်ဒါခင်မုံနေ It's okay thank you အာခင်မုံရှိတယ်ကွာဒါဆိုရင်တကောင်ကိုသူကရေးထားတယ်ငါ58 AD ပေါ့နော်ဒါကတော့အာသူကတော့သူကအကောင်ကြီးတယ်ဒီတစ်ခါတော့အဲ16 AD ပေါ့နော်60 AD ဒါမှဆိုရင်လည်းတကောင်ကို60အာဒါဒီအရဆိုရင်6ခုကို55ချက် ်ဆိုတကောင်60တကောင်65တကောင်ကို305ချက်တကောင်60ပေါ့နော်ဒီလိုမျိုးအဲ့ဒါလေးကိုမှားပြီးတော့သူကกินပေးတယ်ပေါ့နော်ပြီးရင်ကိုမှားခြင်းနဲ့ဟာမှားလို့ရတယ်ဒီမှာရေခဲကြောင်းတွေရှိတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ menu ပေါ့နော်။ပါရှိလေ။အင်း lentil soup 20 espresso 1685 americano 20 cappuccino 20အခုမှတော့ပစုံကိုအဲ့ဒီလိုမျိုးပေါ့နော်အဲ့ဒီလိုမျိုးပစုံကင်းပြီးတော့ရောင်းတော့ ီဆိုင်ကစီဗျူးမှာလည်းဖြစ်တယ်ပြီးတော့ဟိုအစားတော့သူတို့လောက်တာကသူများဆိုင်နဲ့မတူဘူးအရသာကောင်းနေလက်ဆက်တယ်ပေါ့နော်သူကဒီမှာအမစားခင်မှာအရင်ဦးဆုံးဒီငါမုတ်ကျော်ကို free ပေးတယ်ပေါ့နော်ဒီငါမုတ်ကျော်ကတော့ hotel တွေမှာလည်းပေးတယ်ဒီက hotel တွေမှာလည်းအပစုံနဲ့လောက်တဲ့ငါမုတ်ပေါ့နော်ဒါကတော့ကိုယ်အကြိုက်ပဲစားကောင်း ကောင်းတယ်တော့သူဆိုင်ရဲ့ menu ပေါ့နော်ဘတ်ဂျူမဲရောကိုတက်တက်လာလို့ရှင်လေတိတ်တော့မညွန်တော့ဘူးဒါပေမဲ့ဘေးမှာရဲစကန်ရှိတယ်ဂျူမဲရာတူပေါ့နော်အဲဒီဘက်ကဟိုကန်းချေဘက်မှာပုတ်တူအများကြီးရှိတယ်အဲ့လိုမျိုးလာခဲ့လိုက်တက်တက်လမ်းလျှောက်လာအင်ဒီဆိုင်ကိုရောက်တယ်ရဲစကန်ရဲ့ဘေးနားလေးပေါ့နော်အဲတော့ jasmine right ပေါ့နော်အမင်းမှာအရသာရှိတယ် ตัวผสมแท้มาอย่าตาเตชาแท้ล่ะติล่ะอันนี้ก็ที่อฉินเราไม่รู้เว้ยเนี่ยซ่าลูกยังกองเลยโอเคซ่าจิรเนาะ ုံးကမီးသွေးနဲ့ပြင်လာတာလည်းဖြစ်တယ်ပြီးတော့သူ့အပေါ်မှာဆမ်းတဲ့အရေပေါ့နော်အဲ့ဒီအနှစ်အရေကတော့တော်ရှိရသေးလားဘာတွေထည့်တာလဲအခုထိစဉ်းစားလို့မရဘူးအဲ့လိုလှုပ်ရှားခြင်းလားအဲအရသာကိုဆမ်း၃၄ခါရှိနေပြီလားစားတယ်ဒါပေမဲ့အခုထိစဉ်းစားလို့မရဘူးတော်တော်ကောင်းတယ်အပေါ်မှာဆမ်းလာတဲ့အချိန်ပစွန်ကင်လာတာလည်းတော်တော်ကောင်းတယ်မီးသွေးနဲ့ပြင်လာဆိုမှုရင်းနေရတယ်နော် ယ်စားလို့ပြီးွားပြီပေါ့နော်။ပြီးရဲ့ Tiger Prawn ကအရသာကလေလက်တယ်။ဘာလို့လဲဆိုတော့ပင်လယ်နားက သူတို့ကပင်လယ်နားမှာဆိုတော့ဒီ နဲ့ဆက်ဆက်ဒီနားမှာဒီတို့ရဲ့ငားစေးပစွန်စေးလည်းရှိတယ်လေအဲ့တော့ကငားဖန်သမားတွေများတော့လည်းလည်းဆက်ဆက်ရှိတယ်ပြီးတော့သူ့ရဲ့တိုက်ကပရောင်က normal ဆိုလို့ရှိရင်ပေါ့နော် normal အကောင်လေးတွေဆိုရင်တစ်ခု AED 30ပဲပေါ့နော်အခုပထမတစ်ခေါက်လာတော့ငား AED 30ပဲတစ်ကောင်ကို AED 10 AED ပေါ့နော်အဒုတိယတစ်ခေါက်လာတဲ့အချိန်မှာ15 AED ဖြစ်တယ်အခုကျတော့16 AED ဖြစ်တယ်ပေါ့နော်ဟို တကောင်နဲ့တကောင်ကြီးတာသေးတာပေါ်မူတည်ပြီးတော့ तू ကအဲ့လိုမျိုးကိုကတကောင်ပဲလို့ရှင်လဲရတယ်နှစ်ကောင်ပဲလို့ရှင်လဲရခုနအကောင်မျိုးဆိုရင်လူတယောက်ဆိုရင်၃ကောင်ဆိုရင်လောက်တယ်ဟိုကိုက၆ကောင်မှမိရဲ့ခါကျတော့များသွားတယ်ပေါ့နော်အဲ၃ကောင်လောက်ဆိုရင်အဆင်ပြေတယ်အဲတော်တော်လေးစကောင်းတယ်နောက်ထမင်းသူ့ရဲ့ Jasmine Right ကစတင်းလောက်ထားတယ်ဒါပေမဲ့အထဲမှာသူတခုခုထည့်ထားတယ်ဒီလားအရသာကလေပြောရရင်မှုေးတယ်မှုေးပြီးတော့ ဒီဟိုအရသာတော်တော်ရှိတယ်ကွာထမင်းထဲမှာအရသာတော်တော်ရှိတယ်ဒီလမ်းလေးကိုမှတ်ထားနော်အဲ့ဒီလိုသွားဟိုမှာအဲ့ဒီဟာလေးပဲနော်ထမင်းထဲမှာဒီ तू ကထင်တယ်တခုခုအရသာထည့်ထားတယ်ကွာအဲ့ဒီခါကျတော့ဒီစားလို့တော်တော်ကောင်းတယ်ဒီနားမှာတခြားဆိုင်တွေလည်းရှိပါတယ်ဒါကြတော့ white star ပေါ့နော် white star ကိုတီးတန့်ရောင်းတဲ့ဆိုင်ဒီလိုဆိုင်မျိုးတွေလည်းရှိတယ်ပေါ့နော်ဒါကတော့ဒီက face market ဆိုတော့ငားစေးဆိုတော့ဒီဒီငားစေးဆိုတော့ဟိုဆီးဖူးတွေကအရန်ကို ပေါ်တယ်ပေါ့နော်ပြောရလို့ရှင်အဲဒီကိုလာပြီးတော့လာစားကြည့်ပါလို့ပြောချင်ပါတယ်ဒါကတော့ငားစေးပေါ့နော်အမဆီးဖူးအဇီမာဆီးဖူးစကတ်ဟန်သာဟာနော်အဲ့ဆိုသူကငားစေးနားမှာဖြစ်တဲ့အခါကျတော့ဈေးကလည်းတန်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ လာစားကြည့်ကြပါလို့ပြောချင်ပါတယ်။တော်တော်လေးလဲစားကောင်းတဲ့အတွက်ပေါ့နော် recommend ပေးတာပါ။ကျေးဇူးများတင်ပါတယ်။အရသာရရှိရနော် သွားစားနော်အရေးဆိုင်အောင်။ Bye bye ။